မရှိစင်းရဲသားတွေကိုကျွေးမွေးကြည့်ရှုခြင်းဟာဖခင်အရာနဲ့တက်တယ်ဆိုတော့ကျွန်တော်ဖခင်စကားပြောလာပြီသင်အမြဲတမ်းပေးဖို့ပဲစဉ်းစားနေလူဟာငွေတော့ပူစရာမလိုတသိမ်းပဲရှိတယ်ဒါမဲ့သင်တသမ်းပေးမယ်လို့ဆုံးဖြတ်အဲ့တသမ်းပင်ပေးဖို့ပဲရမယ်အဲ့ဒါပါလဲဆိုစင်းရဲသောသူများကိုကြည့်ရှုကျွေးမွေးခြင်းဒီသင်တသက်လုံးမငတ်တော့မယ်အကွက်ပြား မမကြည့်နော်ငါ့ကိုဘယ်သူမှကူညီမဲ့သူမရှိတော့ငါဘယ်လိုလုပ်မလဲဆိုတာတခါတည်းတင့်ကိုတင်းတင်းပြန်မေးတာငါအခုပတ်စံမရှိတော့ငါ့ကိုကူညီမဲ့သူမရှိတော့ငါဘယ်လိုလုပ်မလဲရရရငါဒုက္ခရောက်ရင်ကူညီမဲ့သူရှာမယ်ဆိုတဲ့မှာတင်းမပါစင်းနဲ့တင်းကဘယ်သူပြန်ကူညီရမလဲပဲတင်းစဉ်းစားကမ္ဘာမှာချမ်းသာတဲ့လူက၄မျိုးပဲရှိတယ်โอเคခုနက5ရာခိုင်နှုန်းက entrepreneur ဆိုဦးတည်ထွင်သူတွေ5ရာခိုင်နှုန်းက investor တွေယင်းနှမြုပ်နှံသူတွေ9ရာခိုင်နှုန်းကအဖေမေချမ်းသာလို့ချမ်းချမ်းသာနေတဲ့သူတွေ ဒါက inheritage wealth လို့ခေါ်တယ်။ Number 4 300ခိုင်နှုန်းမဲ့ချန်တယ်။အဲ့ဒါဘာတူလဲဆိုတော့ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်အ sport အအကစားသမားတွေကဘာကျော်အကစားသမားတွေသူတို့အရန်ချမ်းသာတယ်။ So 300ခိုင်နှုန်းပြည့် Okay ဒီလူတွေပဲချမ်းသာဒါဆိုရင်မချမ်းသာတဲ့ဖွဲ့တွေကပါလေ။တရားကံတို့ပြေသွားပြီလေချမ်းသာတဲ့အဖွဲ့ပဲဒီလိုမျိုးပဲရှိသေးတယ်ဆိုတော့မချမ်းသာတဲ့အဖွဲ့ပါလေစောက်ထဲမှာရေးတာ employees တူများအလုပ်လုပ်ရတဲ့သူက employees တဲ့ အဲ့လူကတော့0ပဲ0%ဖြစ်နေတယ်တော့ကျွန်တော်အားပေးခြင်းပဲသူများလှုပ်လှုပ်ရပါလိမ့်မယ်တင်အဆင်မပြေတဲ့ချိန်မှာဒါမဲ့သူများလှုပ်လှုပ်တဲ့ချိန်မှာ investment ဆိုတဲ့ဟာကိုထားမယ်တဲ့နောက်ဆုံးတစ်ခုကတော့ပါလဲဆို giving နဲ့ဖယားမသိတဲ့လူမှသူက giving နဲ့ဘာတွေ့လဲဆိုဘေးကန်းချင်းကဘေးကန်းချင်းဟာကျွဲဝချင်းဖြစ်စေတယ်ဆိုတော့လောကသားတော်တည်တယ်ဘာတွေ့လဲတဲ့ needy people ဒီမှာရှိတဲ့လူငယ်ညီကောင်မောင်မတွေအားလုံးအားပေးခြင်းတယ်2025မှာငါအဲ့ဒီ needy people တွေအတွက်လိုအပ်နေသူတွေမစားဖို့အတွက်ငါအနေနဲ့တော့တင်းဖိမေပတ်စားမဟုတ်ဘူးနော်တင်းဖိပတ်စားမဟုတ်ဘူးအဖေကျွန်တော်တော့ promise ပေးလိုက်ပြီအဖေမလုံးနဲ့နော်လက်မခံဘူးကွာမပေးနိုင်သေးလို့နည်းနည်းချီးပါဦးမလုံးနဲ့လုံးဝတင်ပေးနိုင်လိမ့်မယ်တင်းဆုံးဖြတ်ရင်တင်ပေးဖို့ပေးနိုင်လိမ့်မယ် အာမင်နေ့မှာငါကဒီလောက်ပေးနိုင်တဲ့သူဖြစ်ရမယ်ဆိုတော့တစင်းတက်မှာပေါ့နောက်နေ့မှာငါဒီထက်ပိုတော့ပေးနိုင်တဲ့သူဖြစ်ရမယ်တင်းရဲ့ကျွယ်ဝခြင်းကတင်းဘယ်လောက်ရှိတာလဲမဆိုင်ဘူးတင်းဘယ်လောက်ထိပေးနိုင်ပြီလဲဆိုတဲ့အရာကတင်းကိုကျွယ်ဝခြင်းကိုတတ်မှတ်ပေးတာအဲ့ဒါအဗျာတင်းရဲ့ဘန်ကောက်ထဲမှာဘယ်လောက်ရှိနေဆိုတာတင်းကိုကျွယ်ဝစေတာမဟုတ်ဘူးတင်းဘယ်လောက်ထိ needy people တွေဘယ်လောက်ထိတင်းပေးနိုင်နေပြီလဲလောကကြီးမှာစာငတ်တဲ့လူတွေလောကကြီးမှာအငတ်ပြတ်တဲ့လူတွေလောကကြီးမှာအိမ်ကိုအုံးမဲ့အိမ်မဲ့ဖြစ်တဲ့လူတွေကျွန်တော်မျက်စိရှိမှလုံးဝအတွေ့မခံနဲ့ရောက်ကြဖြစ်ရှင်းမယ်ဒီကိစ္စအောင် အာရှဒေဗလာစစ်စစ်မဲ့ပေးတဲ့ဒုက္ခရောက်နေသူတွေမကူညီဘူးလားကျွန်တော်ကူညီတာ